Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ခုပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်နေစဉ်ပေးမျိုးမျိုးကိုစာသွင်းလိုက်တဲ့အခါမှာကျွန်တော်ခန္ဓာကိုယ်ကိုဘလို့အကျိုးကျေးဇူးတွေရရှိမယ်ပြီးတော့ဘလို့ကျန်းမာရေးအခြေအနေတွေကိုကောင်းမွန်စေတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် ျွန်တော်မနက်ခင်းမှာပဲဖြစ်ဖြစ်ညနေစာညနေစာစားရတဲ့ခါမှာပဲဖြစ်ဖြစ်ကျွန်တော်ပေးမျိုးမျိုးကိုထေသွင်းစားသုံးတာကတကယ်ကိုကုန်ကြစေနေပြီးတော့အာရပြေဝရတဲ့အရွေးချင်မှုတစ်ခုပဲဖြစ်ပါတယ်ဒီပေးများများစားချမ်းကနေအမြင့်တက်လောဘချက်ကိုဖြည့်ဆည်းပေးနိုင်ပါတယ်ကျွန်တော်တို့ဒီကြားမအလိုက်ညစဉ်အမြင့်တက်စားသွမှုမှာ25 gram ကနေ38 gram ရှိတင်ပါတယ်။ပေးအမျိုးမျိုးမှာကျွန်တော် folate, potassium, tantan, magnesium, zinc, ကယ်ဆီယံဗီတာမင် A ဗီတာမင် C ဗီတာမင် K ဗီတာမင် B6 နဲ့တခြားအရာများစွာကျေဝါစွာပါရှိတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီ PA မျိုးမျိုးကိုပြည်ရင်းဈေးကွက်တွေမှာရနိုင်တယ်လို့ဒီ PA မျိုးချင်းစီကနေပြီးတော့နော်အာဟာရကွန်တက်တီတွေရှိနေပြီးတော့မတူညီတဲ့ကျောင်းမရဲ့ကြိုးကျစုတွေကိုပေးဆောင်နိုင်ပါတယ်။အတော့ကြောပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်သမင်းစားတဲ့ခါမှာသမင်းခွတ်တဝတ်စာစားရမယ်ဆိုလို့ရှိရင်အနည်းဆုံးပဲခွတ်တဝတ်စာစားပေးတယ်မှာ ဒီပေးစာသုံးရင်းနဲ့ရရှိနိုင်တဲ့အခြေခံကျမရဲ့ကြိုးကျေးဇူးတို့ချို့ဆက်လက်ကြိုလိုက်ကြရအောင်နံပါတ်၁အချက်အနေနဲ့ကတော့ဒီအသားဓာတ်လိုအပ်နေတဲ့သူတွေပိန်လို့ဆင်းညင်နေတဲ့သူတွေအနေနဲ့ကတော့ပေးကိုနေတိုင်းစားပေးကြပါတယ်ကျွန်တော်တို့ဒီပရိုတင်းတွေကိုအမိုင်နိုအက်ဆစ်တွေနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေစားသုံးဖို့မရှိမဖြစ်လိုအပ်တဲ့အမိုင်နိုအက်ဆစ်ကိုမျိုးရှိပါတယ်။ကျွန်တော်ထမင်းစားတဲ့အခါပေါ့နော်ဒီပေးမျိုးမျိုးကိုထည့်သွင်းစားသုံးခြင်းဖြင့်မရှိမဖြစ်လိုအပ်တဲ့အမိုင်နိုအက်ဆစ်ကိုမျိုးလုံးကိုရရှိနိုင်ပါတယ်။ ဒီ amino acid ကိုမျိုးကနေဖွဲ့စည်းထားတဲ့ protein ဟာဒီကြွက်သားအယိုးအယိုးနုအရေပြားအတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်မျိုးလေးဖြစ်ပါတယ်အနာကျချင်းလုံးဆဲတွေကိုပြပြတဲ့အခါမှာပရိုတင်းဓာတ်ကမရှိမဖြစ်လိုအပ်ပါတယ်။အဲ့ဒီပရိုတင်းတွေကယောဂအပေါ်တွေကိုတိုက်ထိုးဒီခန္ဓာကိုယ်နဲ့ဗီတာမင်၊သတ္ထုဓာတ်နဲ့အောက်ဆီဂျင်တို့ကိုသေဆောင်ပေးတာပဲဖြစ်ပါတယ်။ကြွက်သားတည်ဆောက်နိုင်စွမ်းအပြင်အထွေထွေကျောင်းမာရေးအတွက်ပရိုတင်းဓာတ်ကမရှိမဖြစ်လိုအပ်ပါတယ်။ အသားမစားတဲ့သူတွေတသက်လွတ်စားတဲ့သူတွေအနေနဲ့ကတော့ဒီလိုအဖိုးတန်အပင်ခြေကပရိုတင်းရင်းမြစ်တွေဖြစ်တဲ့ပြီးပေးမျိုးမျိုးကိုထည့်သွင်းစားသုံးခြင်းအနေမှာအကျိုးကျေးဇူးတွေရရှိနိုင်မှာပဲဖြစ်ပါတယ်နံပါတ်1အချက်ကတော့ဝမ်သွားရခက်ခဲတဲ့သူတွေဝမ်ချုပ်တတ်တဲ့သူတွေကိုဆိုတာဖြစ်ပါတယ်ပြီးတော့ဒီဝမ်မှန်စေခြင်းနဲ့ဆိုလို့ရှိရင်တော့ပေးမျိုးမျိုးကိုနေတိုင်းထည့်သွင်းပြီးတော့စားသုံးပေးပါကျွန်တော်ဒီပေးမျိုးမျိုးမှာပေါ့နော်အမြင်တဲ့ကြွယ်ဝပြီးတော့ဝမ်မှန်စေဖို့အတွက်ကူညီပေးနိုင်ပါတယ် ကျွန်တော်နေ့စဉ်စားသောက်မှုတွေထဲမှာပေးမျိုးမျိုးကိုထည့်သွင်းစားသုံးပေးခြင်းဖြင့်မမှန်ခြင်းကိုအမှန်တကယ်ဖြစ်စေမှာပဲဖြစ်ပါတယ်။ဘေးမျိုးမျိုးလိုပေါ့နော်ဒီအမြင့်တန်းများတဲ့အစားအစာတွေကမစင်သေးမှရှိတယ်ပေါ့နော်ဒီအညီကြီးအဆုလိုက်ထင်နိုင်ပြီးတော့အိုလန်ကျောင်းလျှောက်မှာလင်းများစွာရှေရှားလာနိုင်တာပဲဖြစ်ပါတယ်။အဲ့ဒီအမြင့်တန်းကကျွန်တော်ရဲ့အစာချင်းစနစ်အတွက်ဓမြစီတို့လှုပ်ဆောင်ပေးပြီးတော့ဒီညဉ့်ညမ်းမှုတွေကိုဖေရှားပေးနိုင်တယ်ပြီးတော့အစာရင်အတွင်းမှာရှိတဲ့ကျန်းမာရေးပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်တာပဲဖြစ်ပါတယ်။ အမြင့်တက်ကျွေးဝါးတဲ့ဒီဘေးမျိုးမျိုးတွေဟာကိုလက်စတရောကိုလျှော့ချဖို့သွေးနဲ့တကြားဓာတ်ကိုထိန်းချပေးပြီးတော့အစာချေကျန်းမာရေးကိုကောင်းမွန်စေတာပဲဖြစ်ပါတယ်။သူတို့ရဲ့အစာချေစနစ်ပေါ်မှာကြိုးတရားမှုတွေကကျွန်တော်တို့ရဲ့ဒီဥမာကြီးကင်စာကိုလည်းကာကွယ်ပေးနေတာပဲဖြစ်ပါတယ်။အမြင့်တက်ကျွေးဝါးတဲ့အစာတောက်တွေကိုစားကြညာနေဆိုလို့ရှိရင်တော့ဘေးမျိုးမျိုးကိုကျွန်တော်နေ့စဉ်စားတဲ့အစာတောက်တွေထဲမှာထည့်သွင်းစားသုံးပေးခြင်းဖြင့်ဘုံဘုံကောင်းမွန်တဲ့ကျန်းမာရေးဘဝကိုရရှိပါတဲ့နေမှာပဲဖြစ်ပါတယ်။ နံပါတ်3ချက်နေနေရတော့ကိုလက်စတရောများလို့မှရှော့ချခြင်းနေဆိုလို့ရှိရင်ကျွန်တော်စားတဲ့အစားအစာတွေထဲမှာပေးကိုနေတိုင်းထည့်သွင်းပြီးတော့စားသုံးပေးပါကျွန်တော်တို့ပေးမျိုးမျိုးမှာပျော်ဝင်နေတဲ့အမြင်တက်တဲ့ပါဝင်နေတဲ့အတွက်ကြောင့်မို့သွေးရင်းကိုလက်စတရောပမာဏကိုချိန်ညှိပေးနေတာပဲဖြစ်ပါတယ်အဲ့ဒီပြင် ေးမျိုးမျိုးမှာပါဝင်တဲ့ဆဖော်နင်နဲ့ဖန်တိုစီရိုးတွေကကိုလက်စထရောကိုထိန်းချုပ်ရမှာကူညီပေးနိုင်ပါတယ်။ပြီးတော့ကိုလက်စထရောလုံးဝညီပါမပါဝင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အတွက်အလုံးအကျိုးရှိစေတာပဲဖြစ်ပါတယ်။ကိုလက်စထရောများခြင်းကနှလုံးရောဂါနဲ့နှလုံးတိုက်ခိုက်ခံရခြင်းတွေအနည်းဖြစ်စေတဲ့အချက်တစ်ခုဖြစ်လို့မို့ကိုလက်စထရောပမာဏရှော့ချခြင်းနဲ့ဆိုလို့ရှိရင်နော်ပေးကိုနေတိုင်းထည့်သွင်းပြီးတော့စားသုံးပေးပါ။ နံပါတ်၄ချက်အနေနဲ့ကတော့အမျိုးစားနှင့်စီကြောယောဂဖြစ်နိုင်ခြေကိုလျှော်ချခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်နေစဉ်စားတဲ့အစာတောက်တွေထဲမှာပေးမျိုးမျိုးကိုထည့်သွင်းပြီးတော့စားသုံးပေးပါ basic ခွတ်တော်ဆာစားသုံးခြင်းဖြင့်ကျွန်တော်မဂနီဆီယမ်လိုအပ်ချက်ရဲ့ဆက်တဲ့ရာခိုင်နှုန်းခန့်ကိုထောက်ပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်မဂနီဆီယမ်ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်အတွက်အခန်းကဏ္ဍပေါင်းများစွာမှာပါဝင်တဲ့မရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်မျိုးပဲဖြစ်ပါတယ် ပရောဂျက်တက်ပေါင်းစပ်မှုတွေသွေးရင်းကြားတန်းနဲ့သွေးပုံချိန်ထိန်းချုပ်မှုတွေကြွသားနဲ့အာရုံကြောလုပ်ငန်းဆောင်တာများစွာမှာပါဝင်တဲ့အင်ဆိုင်သုံးဟာကြောတွင်ဒီကိုရင်ဆိုင်နယ်ပဲဖြစ်ပါတယ်မဂနီဆီယမ်မြန်မာရဲ့အစားအစာတွေကအမျိုးအစားနှင့်စီကြောယောဂါဖြစ်ဖို့ဖြစ်နိုင်ကြအလွန်နေပါပါတယ်အဲ့ဒီတော့ကျွန်တော်တို့စားတဲ့အစားအသောက်တွေထဲမှာနေစဉ်ပေးမျိုးမျိုးထည့်သွင်းစားသုံးဖို့မမေ့ပါနဲ့နံပါတ်5ချက်နေနေရတော့ပေးမျိုးမျိုးကိုနေစဉ်ထည့်သွင်းစားသုံးပေးခြင်းဖြင့်ကင်ဆာကိုတိုက်ဖျက်ရမှာကူညီပေးနိုင်မှာပဲဖြစ်ပါတယ်ပေးမျိုးမျိုးမှာ ိုင်ဆိုဖလိုဘဝန်နဲ့ဖန်တိုစီယိုလိုပေါ့နော်ကင်ဆာကိုတိုက်ဖြတ်တဲ့ဓာတုပစ္စည်းများတွေ့ရှိရပါတယ်။အဲ့ဒီပြင်ဓာတုဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီးတော့ဆေးတွေကိုဖီရီဒီကေတဲ့ပစ္စည်းကြမှာကာကွယ်ပေးနိုင်ပါတယ်။ကင်ဆာယောဂါတွေစီတိုယောဂါတွေပြီးတော့နှလုံးယောဂါလိုပေါ့နော်နာတာရှေယောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ကျွန်တော်ကျန်းမာရေးအတွက်အရသာရှိတဲ့အကာတစ်ခုရှိတာနဲ့အတူတူပါပဲ။ပေးမျိုးမျိုးကိုပုံမှန်စားသုံးပေးခြင်းဖြင့် ရသာခံဖို့တွေကိုကျင်းနေစီရင်တယ်မကပါဘူးပြမအန်ရီတွေမှာလည်းခန္ဓာကိုယ်ခုခံအားကိုအားကောင်းစေတာပဲဖြစ်ပါတယ်။နာတာရှည်ယောဂါတွေဖြစ်ပွားခြင်းမှာကာဝေဖို့ဆိုလို့ရှိရင်တော့တပတ်လည်အနည်းဆုံးပေးကိုလက်ဖက်ဤပကံလုံးသုံးခွက်စာစားသွင်းဖို့အကြံပြုထားချက်တွေရှိပါတယ်။နံပါတ်6အချက်အနေနဲ့ကတော့ကျွန်တော်တို့ပေးကိုပေါ့နော်နေ့စဉ်စားသုံးပေးခြင်းဖြင့်နှလုံးကျန်းမာရေးအတွက်အလုံးကိုကောင်းမွန်စေမှာပဲဖြစ်ပါတယ်။ ကျွန်တော်စားတဲ့အစားအစာတွေထဲမှာပေးမျိုးမျိုးကိုထည့်သွင်းစားသုံးပေးခြင်းဖြင့်ကျွန်တော်တို့နှလုံးကကျွန်တော်တို့ကိုကျေးဇူးတင်နေပါလိမ့်မယ်။နှလုံးသွေးကြောဆံရယောဂါဖြစ်စေတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ပြေဝစီတွေစားသုံးခြင်းကြောင့်ပဲဖြစ်ပါတယ်။ပေးမျိုးမျိုးမှာပေါ့နော်အနီရောင်အသားလိုတခြားပရိုတင်းရင်းမြစ်များတဲ့ပြေဝစီပါဝင်မှုအလွန်ကိုနည်းရတာပဲဖြစ်ပါတယ်။ကျွန်တော်စားတဲ့အစားအစာတွေထဲမှာနေ့စဉ်ပေါ့နော်မြေဝစီများများစားသုံးမိနေမယ်ဆိုလို့ရှိရင်တော့နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေမှာပဲဖြစ်ပါတယ်။ ပေးနေစဉ်စားသုံးခြင်းကကျွန်တော်ခန္ဓာကိုယ်တွင်းမှာရှိတဲ့ပေါ့နော်မကောင်းတဲ့ cholesterol ကိုရောချပေးနိုင်ပါတယ်အဲဒီအတွက်ကြောင့်မို့နှလုံးတိုက်ခိုက်ခံရခြင်းနဲ့နှလုံးသွေးကြောခြင်းယောဂါတွေပြီးတော့လေဖြတ်ခြင်းတွေနဲ့တခြားသောနှလုံးသွေးကြောဆိုင်ရာယောဂါတွေဖြစ်နိုင်ခြင်းကိုလည်းတိတိသားသားရောချပေးနိုင်မှာပဲဖြစ်ပါတယ်ပြီးတော့ပေးမျိုးမျိုးမှာပါဝင်တဲ့ flavonoid ကရောင်ရမ်းမှုကိုစန့်ကျင်တဲ့ content ရှိတဲ့အတွက်ကြောင့်မို့သွေးကြောတွေနဲ့သွေးပြန်ကြောတွေမှာသွေးခဲခြင်းကိုကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ် ပိုတက်ဆီယမ်မဂနီဆီယမ်နဲ့တန်တက်တို့လိုနှလုံးသွေးအကျိုးပြုတဲ့သတ္တုဓာတ်တွေပါဝင်တဲ့ဒီပေးဆေးတွေဟာနှလုံးသွေးကြောကျန်းမာရေးကိုထောက်ကူဖြစ်စေတာပဲဖြစ်ပါတယ်ပေးစီတွေကိုကျွန်တော်စားတဲ့အစားအစာတွေထဲမှာပုံမှန်အစိပ်ပိုင်းတစ်ခုအနေနဲ့ထည့်သွင်းစားသုံးပေးခြင်းဖြင့်အရသာရှိစေမှလည်းဖြစ်သလိုနှလုံးကျန်းမာရေးအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်။အဲဒါကြောင့်မို့ကျွန်တော်စားတဲ့အစားအသောက်တွေထဲမှာပေါ့နော်ဒီပေးကိုထည့်သွင်းစားသုံးပေးဖို့မမေ့ပါနဲ့။ ။နမခွန်အချက်နေနေရတော့အသေးစီပုံချင်းကိုကာကွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ပေးနေစင်စားပေးပါ။အသေးအတွင်းမှာအစီတွေစုပုံလာတဲ့အခါမှာအသေးစီပုံချင်းဖြစ်တတ်တာပဲဖြစ်ပါတယ်။အဲလိုဖြစ်တာကအဝလွန်ခြင်းတွေပေါ့နော်။ကိုလက်စထရောများခြင်းတွေ၊တွေးတိုးခြင်းတွေနဲ့ဇီဝပြပြမှုဆိုင်ရာရောဂါလက္ခဏာစုရဲ့တခြားချို့တောင်းအနေနဲ့အတူဖြစ်ပေါ်လာနိုင်တာပဲဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မို့ကိုလေးချင်းကြတာတွေ၊သွေးရင်းကြတာကိုထိချုပ်ခြင်းပြင်ပေါ့နော်။ Triglyceride နဲ့ LDL ကို မကောင်းတဲ့ကိုလက်စတိုရီဖြစ်တဲ့သွေးရင်းစီပမာဏကိုလျှော်ချဖို့အတွက်ဆရာဝန်တွေကအသေးစီပုံယောဂါကိုအခြေခံတာပဲဖြစ်ပါတယ်။အဲဒီအတွက်ပေးမျိုးမျိုးကိုပေါ့နော်အစီပိုများတဲ့တရိတ်ဆန်ပရိုတင်းတွေစားသုံးမှုနေရာမှာအစာထိုးခြင်းဖြင့်အသေးကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။နံပါတ်၈အချက်အနေနဲ့ကတော့တန်တန်းနဲ့ဖိုလိတ်တက်ပြောင်းဝခြင်းနဲ့ဆိုလို့ရှိရင်တော့ပေးနေစဉ်စားပေးပါ။ပေးမျိုးမျိုးကအပင်ခြေခံတန်တတ်ပါဝင်မှုပဲဖြစ်ပါတယ်။သွေးရည်နေသူတွေအနေနဲ့ ပေမျိုးမျိုးကိုနေ့စဉ်ထည့်သွင်းပြီးတော့စားသုံးပေးတင်ပါတယ်ဒီတန်တက်ကအာယုံကြောဆိုင်ရာဖင်ပြောမှုတွေဆေးတွေရဲ့လှုပ်ဆောင်မှုတွေဟော်မုန်းတွေပေါင်းစပ်မှုတွေရုပ်ပိုင်းဆိုင်ရာပြွတ်သွားမှုတွေမရှိမဖြစ်လိုအပ်တာပဲဖြစ်ပါတယ်ပေမျိုးမျိုးမှာပေါ့နော်ခနာကိုမှာထိရောက်စွာမဆုတ်ယူနိုင်တဲ့ညံ့ဟီမင်တန်တက်တွေပါဝင်တာပဲဖြစ်ပါတယ်ပြီးတော့ဒီဗီတာမင် C ကြွေဝါးတဲ့အစားအစာတွေနဲ့တန်တက်ကြွေဝါးတဲ့အစားအစာတွေကိုစားသုံးပေးခြင်းဖြင့်ဆုပ်ယူမှုကိုပိုပြတော်လာစေမှာပဲဖြစ်ပါတယ် ။နောက်တစ်ခုက foray ဖြစ်ပါတယ်။ foray ပောင်ဝင်မှုမြန်မာရဲ့ပေးဈေးတွေမှာသွေးနေဦးဈေးတွေထိုးလို့ဖို့ DNA ပုံစံမှုနဲ့ကုန်ဝင်ဆောင်စင်မှာအာယုံကြောပြုံခြုံရင်းချက်တွေကိုတားဆီးကာကွယ်ပေးနေတာပဲဖြစ်ပါတယ်။အဲ့တွက်အစားအစာတွေထဲမှာပေးမျိုးမျိုးအပါအဝင် foray တက်များစွာကို ရာချီစေပြီးတော့အလုံးစုံကျန်းမာရေးကိုထောက်ကူဖြစ်စေမှာပဲဖြစ်ပါတယ်။နံပါတ်6ချက်နေနေရတော့မျိုးလုံးကျောင်းဝါရေးကိုယူဆချင်နေဆိုလို့ရှင်เนาะပေးတွေကိုကျွန်တော်စားတဲ့အစားအစာတွေထဲမှာထည့်သွင်းစားသုံးပေးပါကျွန်တော်ဒီပေးမျိုးမျိုးတွေမှာမှာပေါ့เนาะဒီ ပေတီတောင်ကိုဒီပေစိမ့်စေရီယာအမြင်အာယုံနဲ့မျိုးလုံးရဲ့လုံဆောင်နိုင်စွမ်းကိုကြာစင်းစေတဲ့ muscular degeneration လို့ခေါ်တဲ့မျက်ကြည်လွှာရွေးခြင်းကိုကာကွယ်ပေးတဲ့ teacher carotenoid တွေပါဝင်လို့ပဲဖြစ်ပါတယ်။ ပြီးတော့လူတင်းနဲ့ဇီရာတင်းလို့ပေါ့နော်ဒီကာရိုတင်းနိုက်တွေဟာနေလောအတွင်းပိုင်းမှာရှိတဲ့အလုပ်တွေပေါ်မှာဖြစ်စီမှုမဖြစ်အောင်ကုညင်ပင်းနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့နေလောကိုကြမ်းပါစေပြီးတော့အကောင်းဆုံးအလုံးလုံးနိုင်တဲ့အခြေအနေမှာရှိနေဖို့ဆိုလို့ရှိရင်ကျွန်တော်စားတဲ့အစားအစာတွေထဲမှာပေးမျိုးမျိုးပဲဖြစ်ဖြစ်ဒီပေးထီတောင်းခုံပေါ့နော်ဒီပေးဒီစိန်ကိုထည့်သွင်းစားသုံးတာကပိုပြီးတော့ကောင်းပါတယ်။အဲပြီးတော့ဒီပေးစေးတွေမှာမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်များစွာကိုပေးဆောင်နိုင်လို့ပဲဖြစ်ပါတယ်။ ကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးတွေကိုနောက်ထောင်ပြီးပြီးတော့ကြတော့ကျွန်မရဲ့အကျိုးကျေးဇူးဆုံးတရားရရှိလိမ့်မလို့လည်းမျှော်လင့်ပါတယ်ကျမရဲ့အကျိုးကျေးဇူးတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမ၏ဘုဟုသုတတွေတော်ပါပြီ။စိတ်ချမ်းသာခြင်း၊ကိုယ်၏ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။